်ချင်းတပုတ်ဖန်တီးတဲ့အချိန်မှာကို drama တယောက်ကဘလောက်အရေးကြီးလဲပေါ့နော် drama အရေးကြီးတော့မကြီးသူကတော့တကယ်ကို foundation ပဲဒီစင်နာတော့ ਨੇ အခုကောင်းကျိုးစိုးကျိုးလည်းပြောပြရပါဦး။ဒါပေါ့။ဟိုကိုရော့ဟိုပြောရဒီနိုင်ငံမှာကိုရော့ music ကြောင့်မှရှိတာပေါ့နော်။ဟုတ်။ပြောရရှိတော့တစင်းနဲ့တစင်းကိုရဲ့ share senior တွေရဲ့ကြီးတဲ့ဟာတွေနားထောင်ရတယ်နိုင်ငံသားတစ်ခုတွေ lesson ကမ်းပြီးလို့ အဲ့ဒါနားထောင်ရတာဒါကိုကိုရီးတို့ lesson ပဲလीနော် lesson ပြေပေါ်အဲ့ဒါဆိုတော့တချင်းနားထောင်တော့နားထောင်ရအကောင်းဆုံးပဲဘောရောမြင်တယ်ဘောဒီမှာတချင်းတပုတ်ကိုဖန်တီးနိုင်တာတိခက်နိုင်တဲ့အကျိုးကျေးဇူးတွေကဒီတချင်းနေနားထောင်ခဲ့လို့ပဲလीနော်ဟိုဘန်တစ်ခုကျွန်တော်တို့ရေစီတည်တံ့ဖို့အတွက်ကိုဘယ်လိုဒီဆောက်ကြလဲအဓိကကတော့ကိုရောပွင့်လင်းမင်တာမှုရှိဖို့ရယ်ပြီးရင်ငွေကြီးပဲအကိုက ရင်ထဲကလည်းအဲ့လိုမျိုးအကိုဘားတွေပါတယ်အကိုလိုက်ဒီလီလုံးဝမရှိဘူးနော်အကိုကအကိုကအကိုဝိုင်းထဲမှာဟိုလိုမျိုး event လို့ဟာတယ် event လို့ဟာပဲအဆူရောဘာမှပဲဟုတ်တယ်ဘာလို့ဘာဖြစ်လို့အကိုအဲ့လိုစောပဲချတာလဲဟိုအဲဘူပြောရင်တော့ဟိုစော်ရတာတော့မဟုတ်ပါဘူးဟုတ်ကဲ့အဲ့လိုအောက်ကနေကိုတီးတိုင်းယူအရက်ထိုင်တော့ကြည်တာ feel လေးမလားဟုတ်ကဲ့အဲပြီးတော့ကျွန်တော်တို့ဒီအခုလက်ရှိ industry မှာဆိုရင်အကိုဒီအေးချင်းနဲ့နာမည်ကြီးမှုနဲ့ကတန်းတူညီမျှကိုရှိလာဘူး ဒီနိုင်ငံရဆိုတော့မရှိဘူးပြောမှာဒီနိုင်ငံနာမည်ကြီးတာပုံမှန်တယ်ကွာနာမည်ကြီးတာပုံများအေးအကိုကတော့အဲ့ဒါကိုမကြိုက်ဘူးဟုတ်ဘာလို့မီဒီယာရဆတယ်ဟုတ်အကိုတည်တဲ့လောက်တော့ဆိုတော့နာမည်ကြီးပြီဆိုရတယ်တို့ကအဲ့လူတဲ့ကိုလူမြန်တော့တတ်မှတ်လိုက်တယ်အကိုကတော့အဲ့လိုမပြေအဲ့လိုဖြစ်စီချင်းတကယ်ကြီးကြီးရှိတဲ့လူမြန်တော့အများကြီးကွာဟုတ်နာမည်တော့မကြီးပါဘူးဒါပေမဲ့လေတကယ်တော်တဲ့လူတွေကနေရာပိုရတဲ့တယ်